အားလုံးပဲမင်္ဂလာပါမင်္ဂလာပါเนาะအဲ့တော့ Going by ya Juju Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပြန်လည်ကြိုဆိုလိုက်ပါတယ်เนาะ Okay အားလုံးပဲမနေ့ကတော့ဒါကျွန်တော်ရဲ့ရွေးချယ်မှု၄ဒီမှာတော့ကျွန်တော်ပွဲချုပ်သုံးသက်ချက်တော့နှစ်ပွဲစလုံးမှာခဲ့တယ်တိုးတော့ မမပွဲပေါ့နော်ဒါအကောက်ဖွင့်လာကစားတဲ့ညီကိုတွေကလည်းမမပွဲရတယ်ဖရီညီကိုတွေကမမပွဲဆိုကျွန်တော်ပွဲနေတဲ့အတွက်တပွဲတည်းထုတ်ပေးခဲ့တယ်ထုတ်ပေးတဲ့ပွဲမှာတော့ပါမီရဲ့ body လေးထုတ်ပေးခဲ့တယ်ဒါမှကျွန်တော်တို့90ရှုံးလေးပေါ့မနေ့ကရှုံးသွားတယ်အဲ့တော့ဒီနေ့ကျွန်တော်မနေ့ကရှုံးတာလေးကိုကျွန်တော်ပြန်ယူမယ်ဗျာအဲ့တော့ဒီနေ့မှလည်းပြဲကြည်နဲ့ Inner Miami ပွဲရှိတယ်ပြီးတော့ကျွန်တော်တို့ဒီ Flamingo နဲ့ ဘိုင်ပွဲရှိတယ်ဗောနော်အဲ့နှစ်ပွဲရှိတယ်အဲ့တော့အဲ့နှစ်ပွဲကိုလူလူရှင်းလေးသုံးသပ်ပေးခြင်းပါတယ်အဲ့တော့ကြိုက်တွေးတဲ့ညီကိုများအနေနဲ့ DP လေးကိုအဆုံးထိကြည့်ရှုပြီးတော့ကျွန်တော်အနေနဲ့မေတ္တာရက်ခံလိုက်ရပါတယ်ဗောနော်အဲ့တော့ပထမဆုံးအနေနဲ့မြန်မာစံတော်ချိန်ည7:00နာရီခွဲမှာကျင်းပမဲ့ PSG နဲ့ Inter Miami ပွဲလေးကိုလူလူရှင်းလေးဗောလူလူရှင်းလေးဆိုတာတဲ့အခုလက်ရှိအနေထားရတော့နှစ်သင်းလုံးကတော့ ဂရုစတိတ်မှာကောင်းငယ်လို့ဒီ16အသင်းရှုံးထွက်ကို16အသင်းရှုံးထွက်ရောက်ရှိလာတယ်လို့ပဲကျွန်တော်တို့ဆိုလိုလို့ရတယ်ဗောနော်ဒါတမတ်လို့ရတယ်ကျန်တဲ့ဒီဂရုစတိတ်သူတို့ဖြတ်သန်းလာတာဘာညာကွက်ကွာတွေကျွန်တော်ပြောမနေတော့ကြားတယ်အဲ့တော့ PSG ကလက်ရှိအနေထားရမှာဆိုရင်အခုလို16အသင်းရှုံးထွက်အဆင့်ကိုတက်ရောက်လာတဲ့အတွက်ကြောင့်ဘာပဲပြောပြောဒီ2025 FIFA ကလပ်ကပဖလားဖလားမှာဆိုတာဘိုးဆွဲဖို့အဲတင့်နှစ်သုံးပေါ့နော်1 2 3လောက်ထိသူတို့ကဝင်သွားဝင်သွားပြီပေါ့နော်ထင်ကြီးပေးခံရတဲ့အသင်းဖြစ်တယ် ဲ့တော့အင်တာမိုင်ယာမီကိုကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ဆိုအင်တာမိုင်ယာမီကလည်းအခုလက်ရှိကျင်းပနေတဲ့2025ကလပ်ကမ္ဘာဖလားသူကအင်ငွင်းပုံစံမျိုးတော့ကျွန်တော်တို့ဖြစ်နေတာမြင်ရတယ်အဲ့တော့ကြောင့်မဒါအင်လာမီယန်အင်နာမီယန်ဟိုအင်နာမီယာမီကိုလည်းဒါကျွန်တော်တို့ short တွက်လို့အထဲ short တွက်လို့မရဘူးပြီးတော့သူ့ရဲ့အင်ငွင်း သူ့ရဲ့ဒီပိတ်သက်ရှိမှာအင်နာမာယာမီအသင်းနေနဲ့ဒီလိုမျိုးဥရောပအသင်းကြီးဖြစ်တယ်ဗောနော်ဥရောပအသင်းကြီးဖြစ်တယ်ဒီ PSG ကိုဘယ်လိုမျိုးတုတ်ပြန်ပြီးကစားသွားမလဲဒါကျွန်တော်တို့စဉ်းစားရမယ်ပြီးတော့လေစက်ကြောက်သွင်းရှုံးထွက်အဆင့်ကိုဖြစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ပနလီ အချိန်ဘူပန်နလီသည့်ဆွဲခေါ်သွားမလား PSG တွေရဲ့တိုက်စစ်ကိုသူတို့မိနစ်60အထိတောက်ခံနိုင်မလားဆိုတာကိုကျွန်တော်တို့ဒါစဉ်းစားမယ်အပိုင်းလေးတွေရောက်လာပြီမနေ့ကပွဲဆိုလဲပါမီးယားပွဲဆိုလဲကျွန်တော်တို့စည်စည်တရီကြသွားတယ်အချိန်ဘူထိဆွဲသွားတယ်ဘင်ဖီကာနဲ့ချယ်ဆီပွဲဆိုလဲအချိန်ဘူဒီဆွဲသွားတာလေးကျွန်တော်တို့မြင်ရတယ်အဲ့တော့ကြောင့်မလို့နည်းနည်းတော့ကျွန်တော်စဉ်းစားမှာပေါ့နော်အခုလက်ရှိ ပြက်ကြီးရဲ့ပေါက်ကြီးဟာနှလုံးပေါင်း20ဂုံပေါင်းကြီးလေးလုံးပေါင်း60ထိဒါဖောက်ထားတယ်အဲ့တော့နှလုံးပေါင်း20ဆိုတော့နှလုံးပေါင်း20နှလုံးတရေပေါ့နော်အဲ့လောက်ဝင်းကျင်ဖောက်ထားတယ်တူးတီကြီးပေါက်ထားတယ်နှလုံးပေါင်း20ပြုတ်ဂုံပေါင်းကြီးလေးလေးလုံးပေါင်း60 80ပေါ့နော်အဲ့လောက်ဒီကျွန်တော်တို့ဖောက်ထားတာလေးတွေမြင်ရတယ်အဲ့တော့အခုလက်ရှိ PSG ကသူတို့ရဲ့အားသာချက်အားသာချက်ပဲကျွန်တော် ပြောပြတော့ PSG က ကုန်လုံးကဒါဥရောပအဆင့်တန်းမိတဲ့ကစားသမားတွေရှိတယ်ပြီးတော့လည်းတိုက်စစ်ပိုင်းမှာဘလိုပဲဖြစ်ဖြစ်ဂိုးသွင်းနိုင်စွမ်းရှိတယ်ပြီးတော့သူတို့တွေကအခုပြီးခဲ့တဲ့နှစ်မှာဆိုတာဖလားသုံးလုံးလမ်းကြောင်းထိသူတို့ရရှိခဲ့တဲ့အသင်းဥရောဥရောပထိတ်ထိတ်သည်အသင်းလို့ပဲကျွန်တော်တို့ဆိုလိုလို့ရတယ်အဲ့တော့အင်နာမိုင်ယာမီကတော့လက်ရှိသူတို့ပြည်တွင်းကလပ်မှာဆိုလဲခြေစွမ်းကကမောင်းကမနဲ့အရန်ကြီးယုံစားလို့ရတဲ့အသင်းမှာမပါဘူးဒါပေမဲ့အခုလို့2025 FIFA ကလပ်ကပဖလားမှာသူတို့အနေနဲ့ တပွဲတို့ဆော့သွားမလားဆက်ကြောင်သင်းကျုံထော့ကိုရောက်လာပြီးအမတ်ပေးဖလားမဟုတ်ဘူးအဲ့တော့တပွဲတို့ဆော့သွားမလားပိတ်ဆော့သွားမလားတက်မြန်အတက်ကင်ပိုင်းနေကျွန်တော်ဆော့သွားမလားဒါတွေကျွန်တော်တို့တစ်ချက်စဉ်းစားရမယ်ပြီးတော့ဒီအင်တာမိုင်ယာမီပိုင်းမှာကအတွေ့အကြုံရှိတဲ့ကစားသမားတွေဥရောပအတွေ့အကြုံရှိတဲ့ကစားသမားတွေဝိုင်းကစားသမားတွေရှိတယ်ဆွာရက်တို့လီယိုနယ်မက်ဆီတို့ဘတ်စကော့တို့ပြီးတော့ကျွန်တော်တို့ဒီမေကွန်တို့เนาะနီးပြားစားဒါမာရှီယန်တို့ဒီလီဗာပူးတို့ မန်စီးတီးတို့အဲ့လိုမှကစားခဲ့တဲ့နီးပြအဲ့တော့ဒါမာရှီယန်နိုကလည်းကျွန်တော်နီးပြအတွေ့အကြုံရှိတယ်လို့ပဲကျွန်တော်ဆိုလိုလို့ရတယ်โอเคဟုတ်ပြီအဲ့တော့ PNG ကတော့ကျွန်တော်တို့အများကြီးတော့ကျွန်တော်မပြောမပြောတော့ဘူးပေါ့နော်ဘာလို့ဆိုဒီရဒီပွဲတွက်ဆိုင် PNG ကိုကျွန်တော်ကအဓိကထားနေတာ PNG ကလူတိုင်းကြည့်တယ်အသင်အဲ့တော့ PNG ရဲ့ကစားတာကောင်းတဲ့ကစားတယ်ဆိုကစားရတဲ့ပုံတွေဆိုကျွန်တော်ကြည့်ကြည့်မယ်ဆိုရင် ်ပီအက်ဂျီနဲ့တိုင်မန်တိုက်စစ်တွေကောင်းတယ်ပြီးတော့ပီအက်ဂျီရဲ့ဒီတောင်မန်ကစားသမားတွေကလည်းသူတို့ရဲ့အလင်ခေါက်စွမ်းရည်တွေနဲ့ဒါပြိုင်ဘက်ကစားသမားတွေပြိုင်ဘက်ဂိုးသမားတွေကိုအကောင်းဆုံးဒုက္ခပေးနိုင်စွမ်းရှိတယ်ပြီးတော့ပီအက်ဂျီအသင်းရဲ့ဒီအဝေးကန်ချက်တွေပေါ့နော်ဒါကွင်းလယ်မှာတော့ဗတ်တင်ဟာတို့လူမျိုးကန်ချက်တွေကလည်းဂိုးရနိုင်အောင်ဒါစွမ်းဆောင်ပေးနိုင်တဲ့အနေထားလေးတွေမှာရှိတယ်ပြီးတော့ PSG မှာကတော့ဒီလိုမျိုးအနီးကပ် အနီးကပ်ကြီးဝမ်တက်ဒီဘာညာကူကလှုပ်ပြီးတော့အရန်ကြီးအဲ့လိုမျိုးဂိုးသွင်းတာတော့မရှိဘူးသူတို့မှဒီလိုကောင်းတာအတက်ကင်ပိုင်းနေတအားကောင်းတဲ့အသင်းဗျာအဲ့အဲ့လိုအသင်းအဲ့တော့အင်တာမိုင်ယာမီသင်းကိုကျွန်တော်တစ်ချက်ကြည့်မယ်ဆိုအင်တာမိုင်ယာမီသင်းကလည်းဟိုခုန PSG လိုပဲကောင်းတာအတက်ကင်ပိုင်းကိုဦးစားပေးပြီးဆော့တယ်ပြီးတော့ဒီဆော်ရက်နဲ့မက်ဆီမက်ဆီဆော်ရက်နဲ့မက်ဆီကိုသူတို့တွေ ပို့ပြီးအားကိုးတယ်မက်ဆီရဲ့ဒါ dribbling ကောင်းကောင်း dribbling ကောင်းကောင်းအလင်ခောက်ဆွမ်းရည်တွေပေါ်မူတည်ပြီးတော့စွာရက်ကိုလွတ်သွားရင်လွတ်သွားသလိုစွာရက်ကိုဒါဘောလုံးထိုးပြီးတာလေးတွေအဲ့လိုမျိုးလေးတွေကျွန်တော်မြင်ရတယ်ပြီးတော့မက်ဆီရဲ့မထင်မှတ်ပဲပေါ့နော်လီယိုနယ်မက်ဆီရဲ့ဒါ free kick တွင်ကိုနေရာနေပြီးတော့ဒါ గో ရသွားတာလေးတွေလည်းမြင်ရတယ်အဲ့တော့ကျွန်တော်အင်တာမိုင်ယာမီကိုလည်းကျွန်တော်သွားပြီးတော့အထင်သေးလို့မရအောင်ပြီးတော့အခုလက်ရှိကန်နေတာအင်တာမိုင်ယာမီတင်းရဲ့ပြိတ္တအရှိမှာကန်ရမှာ အဲ့ဒါတစ်ချက်တော့ကျွန်တော်တို့စဉ်းစားရမယ်ဟုတ်ပြီဗျာအဲ့တော့ PSG တကယ်ကံမဲ့သူနိုင်ပါရဲ့နှလုံးပေါင်းဘလို့မကျေးသူ့ဘလို့ဒီကျေးဖွင့်လင်းသူအနေနဲ့ဘလို့ကျေးပန်းဖွင့်မယ်ဒီနှလုံးပေါင်း20နှလုံးတရေဂူပေါင်းကျေးလေး3လုံးအပေါင်းဟိုပေါင်း4လုံးပေါင်း60ဆိုလို့ကြာဘလို့ပဲဖွင့်မယ် PSG နိုင်နေအင်နာမီလန်လိုအသင်းလုံးဝချန်ပီယံလိတချောက်ဒါဂရုစတက်ရနေစပြီးတော့ရှုံးထွက်အဆင့်ကြီးကိုရောမှာဒါဒီ ဖင်ပိတ်ဆော့တဲ့အသင်းပြဂိုးအောင်စရိုက်ကိုဆော့တဲ့အသင်းအောင်တော့မသူတို့ final မှာဘလူးဆော့သွားလဲအကုန်လုံးဒါမျက်မြင်ကိုတွေ့တွေ့ထားတာပဲအဲ့တော့ PSG နေနဲ့ဒီလိုအင်တာမိုင်ယာမီအသင်းဥရောပအတွေ့အကြုံရှိတဲ့ကစားသမားတွေရှိတယ်သို့တော်ဒီကစားသမားတွေကသာတက်ကြီးပန်းကိုကြလာပြီးကစားအားတွေကြလာတဲ့အချိန်မှာ PSG လို့ဒါကောင်းတဲ့အသင်းဥရောပအမကောင်းဆုံးအသင်းကဘလူးဖစ်ကန်နိုင်တယ်အဲ့တော့ကြောင့်မို့ကျွန်တော်ဒါကိုပြောပြတာပဲရှိတယ်အဲ့တော့ညီကိုရိုးနေနဲ့ဘယ်ဟာကိုလောင်းကျင်လဲဆိုအထက်ကြီးကိုကြိုက်တယ်ဆိုတော့ PSG ပဲလောင်း ဟုတ်တယ်နော် PSG ပဲကျွန်တော်လောင်းစီခြင်းနဲ့ပြီးတော့ကျွန်တော်တို့ပုံမှန်လောင်းစီခြင်းနဲ့ဆိုတော့ပုံမှန်တသိန်းလောင်းတဲ့ brother တွေက9000လောက်လောင်းအောင်မသုံးသုံးလောင်းတဲ့ brother တွေ1000ဝယ်ပဲလောင်းဘာလို့တော့ဒီကလပ်ကဘာဖလားဖလားဘွေကနဲကမောက်ကမာလေးဖြစ်လို့ကျွန်တော်ကျွန်တော်တို့ကိုလောင်းနေကြလို့ဒီလိုအမတ်ပေးဇာတ်ရည်နဲ့မတူအဲ့တို့ကြောင့်လည်းကမောက်ကမဖြစ်လို့နည်းနည်းလေးကိုလိုရာထပ်ပို့ပြီးရှော့လောင်းစေခြင်းတယ်။ Okay ။နော်အဲ့တော့ကျွန်တော်အကြိုက်ကိုပြောပါဆိုရင်အင်ရှင်အင်ရှင်အင်နာမိုင်ယာမီနဲ့ PSG မှာဘာကြိုက်လဲဆိုတော့ကျွန်တော်တို့ ြည့်ကြည်ဘော်ဒီပဲကြိုက်တယ်ဘလို့ကန်ကန်နိုင်နေဗျာဒါပေမဲ့အဲ့ဒါကိုဘာကြောင့်ကျွန်တော်ကြိုက်လဲဆိုမနေ့ကကျွန်တော်တို့အထက်ချင်းပွဲလုံးရှိတာနှစ်ပွဲလုံးမအောင်ဘူးဂိုးပေါင်းတွေလည်းအကုန်လုံးအောက်ထားတယ်အဲ့တော့ဒီနေ့မှာတော့တပွဲလောက်တော့အထက်ကြီးတော့ပေးတင်တယ်ပြီးတော့ဂိုးပေါင်းတပွဲတော့ပေးတင်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်ဟတ်တူဟတ်ရကြည့်ပြီးကျွန်တော်ပြောပြပေးတာโอเคဟုတ်ပြီနောက်တပွဲကကြတော့ကျွန်တော်တို့ဒီ Flamingo နဲ့ဒီကျွန်တော်တို့ Bayern Munich အဲ့တော့ Flamingo နဲ့ Bayern Munich မှာတော့လက်ရှိပေါက်ထားတဲ့ကြီးလေးကျွန်တော်တို့တစ်ချက်ကြည့်ပြီးမယ်နော် အများကြီးတော့ကြေးရတော့တအားပြော့လွန်းတယ်ဘိုင်ယန်မြူနစ်တော့ဒါတအားပြော့လွန်းတယ်ဝမ်ပေါင်း30ဂူပေါင်းကြီးလေးသလုံးပေါင်း30ဘော်ဒီကြီးလည်းပြော့တယ်ဂူပေါင်းကြီးလည်းပြော့တယ်အခုလက်ရှိမနက်ပိုင်းစပေါ်တော့ကြီးမှဆိုဝမ်ပေါင်း40သလုံးပေါင်း90အာပိုဆိုးပေါ့ဂူပေါင်းကြီးပေါ့ပိုပြော့တယ်ဒီညနေပိုင်းလည်းလာမှာပဲဝမ်ပေါင်း20 1D ပေါ့ဒီဂူပေါင်းကြီးလေးသလုံးပေါင်း30သလုံးပေါင်း90ဘာကြောင့်အဲ့လောက်ထိကျတော့ဂူပေါင်းကြီးကပြော့တာလဲဘိုင်ယန်လို့ဒီလောက် ဒီ5ဘောဇေယိုက်ဆော့ရဲ့အသင်းဥမာကျွန်တော်နီးပြကွန်မဏီပီကက်ပီကက်ရဲ့နစ်ကဒီရောက်ရှိပြီးလဲဘိုင်ယန်လိုအသင်းကကျွန်တော်5ဘောမွေးပြီးဆော့လို့ကောင်းတယ်အသင်းတစ်သင်းကအခုလက်ရှိဒီလို16အသင်းရှုံးထွက်ဒီခြေစွမ်းကိုင်းခြေစွမ်းပိုင်းကြီးလဲကွာတယ်ပြီးတော့ဒီတောင်အာဖရိကလိုအသင်းဖလာမင်ဂိုအသင်းဘာဖြစ်လို့ဒီလိုမျိုး5ဘောကြီးလေးပျော့ဘော်ဒီကြီးလေးပျော့ဖက်နေတာဒါလေးကကျွန်တော်တို့နည်းနည်းတော့တန်ပြားရှိတဲ့ဈေးကွက်လို့ကျွန်တော်တို့မြင်ပါတယ်အဲ့တော့ဖလာမင်ဂိုကတော့ကျွန်တော်ကတော့ အရင်တော့မသိဒါမှသိတော့သိတာပေါ့ကျွန်တော်တို့တွေလည်းဒီဘောပွဲ online ပွဲတွေဆော့တဲ့ညီကိုတွေနဲ့ကျွန်တော်တို့လည်းသိတာပေါ့ဒါမှ Flaming Go ကတော့ Brazil League မှာတော့ဒါအကောင်းဆုံးအသင်း Brazil ကစားသမားတွေကစားဟန်ရှိတဲ့အသင်းပြီးတော့လည်း Brazil ကစားသမားတွေရဲ့ဒါပင်ကိုအရေးသွေးတွေရှိတယ်ပြီးတော့ Brazil ကစားသမားတွေရဲ့မြန်နှုံးမြင့်အရေးသွေးတွေရှိတယ်အဲ့လိုနီးစနစ်ပိုင်းကြီးကောင်းတဲ့ဒါ Flaming Go အသင်း Brazil ကလပ်အသင်းဖြစ်တယ်အဲ့တော့ကျွန်တော်ဒီ Bayern Munich ကျွန်တော်တစ်ချက်ပြန်ကြည့်မယ် Bayern Munich ကတော့ ကျွန်တော်အများကြီးကြည့်ကြမလို့ပေါ့နော်ဒါကျွန်တော်တို့လည်းရင်းနှီးပြီးသားအသေးမြစ်တယ်ဘလို့ဘလို့ကစားရတာကျွန်တော်တို့သိတယ်အဲ့တော့ဘောပိုင်ဆိုင်မှုအသာစီးယူပြီးတော့ဘိုင်ယန်မြူနစ်နေကစားသွားမယ်လို့ကျွန်တော်အနေနဲ့ကတော့မြင်တယ်အဲ့တော့ ဘိုင်ယန်မြူနစ်ကတော့အခုလက်ရှိမှာဆိုဒါအသင်းလိုက်ပို့ပြီးတော့ကစားပုံပိုကောင်းတယ်အသင်းလိုက်ပို့ပြီးတော့စနစ်ကြကြကစားတယ်ပြီးတော့ဒီရှေ့တဲ့အလဲနောက်တန်းဂူးသမအကုန်လုံးကိုဟန်ချက်ညီညီကစားတယ်စုဖွဲ့မှုအားကောင်းတယ်အသင်းဖြစ်တယ်အဲ့တော့သူတို့ဒီတိုက်စစ်ပိုင်းအောင်တူတိုက်စစ်ပိုင်းပေါ့နော်ဒီဘိုင်ယန်မြူနစ်ရဲ့တိုက်စစ်ပိုင်းတူကြီးစွန်းရီမှာလဲဖလာမင်ကိုတက်တာလဲ ဒါကိုအခုလက်ရှိပေးထားတဲ့ဂျီကနည်းနည်းစဉ်းစားကြရပဲဝမ်ပေါင်း30ကိုပေါင်းဂျီလေး3လုံးပေါင်း90ဆိုတာတော်တော်လေးကိုတော်တော်လေးကိုတော်တော်လေးကိုဒါဖွင့်ထားတဲ့ဂျီကတော့ရုပ်ပေါက်တယ်လို့ထင်တယ်ဂျီကိုများဘိုင်ယံမှာမနေရဲအောင်များလှုပ်ထားတာလားဂျီပြော့အောင်လှုပ်ပြီးတော့ဘိုင်ယံပဲဖလာမင်ကိုအပြတ်သိမ့်သွားမလားဆိုတော့ကျွန်တော်တို့စဉ်းစားမယ်ပွဲဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့တော့ဖလာမင်ကိုကတော့ ကျွန်တော်ဟိုကို group stage ညတော့မပြောတော့ဘာလို့အကုန်လုံးလည်းသိပြီးသားပေါ့နော် group stage ကနေကောင်းလို့ဒီစစ်ကြောက်တင်ရှုံးထွက်ကိုရောက်လာတယ်အသင်း okay အဲ့လိုဟုတ်ပြီ flamingo ကအခုလက်ရှိသူတို့ရဲ့ကစားတဲ့ play style အနေထားကိုကျွန်တော်ကြည့်မယ်ဆို play style ကတော့ဒါ flamingo ကတောင်ပံကစားသမားတွေကောင်းတယ်ပြီးတော့လည်း golden အဆုံးသက်တွေဒါတေချာတဲ့ကစားသမားတွေရှိတယ်ခုနလိုပဲ away ကန်ချက်တွေနဲ့ဒီဂူသမားပြိုင်မဲ့ဂူသမားကိုဒါဒုက္ခပေးနိုင်စွမ်းရှိတယ်အငိုက်ဖမ်းပြီးတော့ကစားတတ်တဲ့ကစားသမားရှိတယ်ပြီးတော့ ရာဇီးကစားသမားတွေဖြစ်တဲ့အတွက်ကြောင့်မပင်ကိုအရေးသွေးလေးတွေကတော့ရှိတယ်အဲ့ဒါအဲ့ဒါလေးတွေကတစ်ချက်ပေါ့နော်ပင်ကိုအရေးသွေးလေးရှိတယ်သူ့နီးစနစ်ဟန်နဲ့သူရှိတဲ့အတွက်ကြောင့်ဖလာမင်ကိုကလည်းကျွန်တော်တို့ short တွက်လို့မရတဲ့အသင်းတစ်သင်းဖြစ်တယ်အဲ့တော့ဒီဥရောပကစားသမားတွေဖြစ်တဲ့ဒီဘိုင်ယန်မြူနစ်ကိုကျွန်တော်တစ်ချက်ကြည့်မယ်ဘိုင်ယန်မြူနစ်ကလည်းကျွန်တော်တို့အများကြီးတော့စဉ်းစားကြမလို့ဘူးအဲ့တော့ဖလာမင်ကိုဖလာမင်ကိုနဲ့ဘိုင်ယန်မြူနစ်ကိုဘာကြိုက်လဲဆိုအခုလက်ရှိကတော့ကျွန်တော်တို့ဂိုးပေါ်ပိုကြိုက်တယ် ဂိုးပေါ်လေးကတော့ဘာပြောဖလာမင်ဂိုလည်းတကူရနိုင်တယ်ထင်တယ်ပြီးဘိုင်ယန်မြူနစ်ကလည်းတကယ်သွင်းတကယ်လုံနိုင်သွမ်းရှိတကယ်လုံနိုင်တယ်ဒီကျွန်တော်တို့အိုးသူစင်မှာဗင်ဖီကာကိုဇီးဝဲနဲ့ရှုံးတယ်ဆိုတာသူတို့တွေပထမပိုင်းတစ်ပိုင်းလုံးဒီလူငယ်ကစားသမားတွေထည့်သုံးတယ်ဒုတိယပိုင်းလောက်မှာမကောင်းတက်လို့ဒီဟယ်ရီကိန်းတို့တခြားနဲ့ဟိုဒီကစားသမားတွေစာနေတို့အဲဒါလေးတွေထည့်သုံးပြီးတော့သူတို့တွေကစားသွားတာပွဲကိုထိန်းသွားပြီးတော့ဟိုဘက်တစ်ဖက်မှာချယ်ဆီကိုသူတို့ရှောင်လိုက်တဲ့သဘောမျိုးလေးဖြစ်လာအဲ့တော့ တကယ်ကမဲ့ဆိုဘိုင်ယန်မြူနစ်လည်းနိုင်ပါတယ်ဒါပေမဲ့ဖလာမင်ဂိုကိုလည်းဒါကျွန်တော်ရှော့တွက်လို့အထင်းမှာမပါတဲ့အတွက်ကြောင့်မလို့ဖလာမင်ဂိုကိုလည်းကြိုက်တယ်ပြီးတော့ဘရာဇီးကလပ်ဖြစ်တဲ့အတွက်ဘရာဇီးကစားသမားတွေရဲ့ပင်ကိုအရေးသွေးတွေကြိုက်တယ်ပင်ကိုအရေးသွေးပြီးတော့ဘရာဇီးကစားသမားတွေရဲ့ဒီ strategy ဘိုင်းတွေကြိုက်တယ် dribbling ဘိုင်းတွေကြိုက်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဖလာမင်ဂိုနဲ့ဘိုင်ယန်မြူနစ်ပွဲကိုကျွန်တော်ဂိုးပေါ်ဖြစ်ရွေးချယ်ပေးခြင်းတယ်အဲ့တော့အကြိုက်တွေညီကိုများနဲ့ဆော့ကစားနိုင်တယ်ပြီးတော့ အခုလက်ရှိဒါ fever ကလက်ကျင်းမတဲ့အချိန်လေးတွေကဒီ10ညအစမြန်မာဆန်လုံးကြီး10ညကွယ်2ညကွယ်2ညကွယ်ဆိုတော့ကျွန်တော်အချိန်အပြည့်အရင်ပူတဲ့ရာသီဥတုမောက်တဲ့အတွက်ကြောင့်ကျွန်တော်ဥရောပကစားသမားတွေအတွက်ကတော့တော်တော်လေးကိုဒါအဆင်ပြေတယ်အရင်မပူတဲ့အတွက်ကြောင့်မို့အရင်မမိုးဘူးပြီးတော့ strategy ဘိုင်းနေကောင်းနိုင်တယ်လို့ကျွန်တော်အနေနဲ့ထင်တယ်အဲ့ဒါကြောင့်မို့ဒီနေ့မှာကျွန်တော်ရဲ့ဒါဒီဆက်ကြောက်စဉ်ရှုံးထွက်နှစ်ပွဲမှာဆိုရင်နှစ်ကြောင်းလေးရွေးပြီးခဲ့တယ် Flamingo နဲ့ Bayern Munich မှာဆိုတော့ကျွန်တော်ကတော့ ဘိုင်ယန်မြူနစ်ဂိုးပေါ်လေးဆော့သေးခြင်းနဲ့ PSG နဲ့ Inter Miami မှာတော့ကျွန်တော် PSG ဘော်ဒီလေးကိုပဲဆော့သေးခြင်းပါတယ်အကြိုက်လူညီကူများအနေနဲ့လည်းဆော့ကစားနိုင်ပါတယ်တကယ်လို့ဒီနေ့မှာကျွန်တော်မောင်းလေးတကတ်တော့ကျွန်တော်ရွေးပေးခြင်းနဲ့ဗျာအဲ့တော့ကျွန်တော်ရဲ့ Telegram Channel လေးကိုလည်း join မိထားဖို့ညီကိုတို့ကိုကျွန်တော်ဖိတ်ခေါ်လိုက်ရပါတယ်အဲ့တော့ဒီလိုမျိုးတပွဲကောင်းပွဲစဉ်လေးတွေကိုနေ့စဉ်ပြောကြားပေးနေမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ Goin Buyer YouTube Channel လေးကို Like Squarely လုပ်ပေးထားပါ ဒီလိုလူလိန်လူညာပေါ်တဲ့ခကြီးမှာညီကိုရိုးနေနဲ့ငွေကြီးပိုင်းကို100%ယုံကြည်စိတ်ချခြင်းနဲ့ဆိုရင်ဒါကျွန်တော်စီမှာ UFA ဖက်အကောက်ဖွင့်ပြီးတော့ BIB မမပွဲများတနစ်ရရှိမှာဖြစ်တဲ့အတွက်ကြောင့်လို့ UFA ဖက်အကောက်ဖွင့်ပြီးလာရောက်ကစားလို့ရတယ်24နှစ်ကြီးငွေသွင်းပြီးတော့ကြိုက်တဲ့ချိန်မှာငွေသွင်းပြီးကြိုက်တဲ့ချိန်မှာငွေထုတ်လို့ရတယ်ပေါ့နော်အဲ့တော့24နိုင်ကျွမ်းကျင်ဝင်နေတဲ့ဝန်ဆောင်မှုပြီးနာအတွက်ကြောင့်မလို့လားညီကိုတို့အတွက်အဆင်ပြေတယ်ကျွန်တော်တို့ဒီ UFA ဘက်မှာတော့ဘောလုံးတစ်မျိုးတည်းမဟုတ်ပေါ့နော်အများကြီးရှိတယ်လက်ဝေးတို့ဆလော့တို့ဒီဘတ်စကတ်ဘောတို့ကာစီနိုတို့ အများကြီးအများကြီးရှိတယ်ဘောနော်အဲ့တော့ကိုအားတန်ရအားတန်ရကိုစော့လို့ရတယ်ချိန်တာတစ်ခုကကျွန်တော်ကိုယ်ကမျက်နှာပြပြီးကြော်ညာပေးနေဖြစ်တဲ့အတွက်ကြောင့်မို့ငွေကြေးပိုင်းကို100%ယုံကြည်စိတ်ချရပါတယ်ပြီးတော့ထိုင်းကနေစော့ကျင်တဲ့ညီကိုများအတွက်ကလည်းထိုင်းမှန်ရှိုံနဲ့လာရောက်အောက်ဖွင့်ကစားလို့ရပါပြီဆိုတဲ့အကြောင်းကိုပြောချင်နေပဲကျွန်တော်ရဲ့ DVD လေးကိုဒီမှာပဲအဆုံးသတ်ခြင်းပါတယ်ကြည့်ရှုပေးတဲ့ညီကိုတယောက်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်เนาะ